ထူထူချင်းချင်းများအားလုံးပဲမင်္ဂလာပါရှင်နာမည်ပတ်16ရက်6လ25ကနေပြီးတော့ပေါ့နော်16ဆက်18ပေါ့နော်16ရက်6လ25ဒီနေ့24 56ပေါ့နော်အဲ့တော့16ကနေ18အထိမွေးကွက်ပေါ့နော်တနင်္လာနေ့ဗုဒ္ဓဟူးတိမွေးကွက်ပါနော်ဒါဆိုရင် စပြီးတော့သွားရအောင်နော်ခုတော့ဒီတစ်ခေါက်တော့ key နဲ့ break နဲ့ကိုကနန်းကတလုံးမဲရှာရှာထားရနော်အဲဒီမှာ၃ဒန်းတစ်ဖြက်နော်၃ဒန်းတစ်ဖြက်ကိုရင်းတာပုံမိသွားနော်၃ဒန်းတစ်ဖြက်ပါဒါဆိုရင်စပြီးတော့သွားကြမယ်ဒီမှာရှိတဲ့ရှစ်တဲ့နှလုံးပေါင်းမယ်ဟုတ်ပြီနော်ပေါင်းခြင်းက၉ ါဝါလေးနက္ခတ်6ကိုလေး6ကြီးကလည်းကိုလေး6ပဲ break ကလည်း6လေး6ပဲတလို့ယူထားတာเนาะဒါဆိုရင်ခဏလေးတွေ့ကြည့်မယ်6 take ကို6 break ဖြစ်တဲ့အကြောင်း60 6 take ကို6 break 5 6 take ကို6 break ဆိုတော့6ခွန်း6ကိုသွားမယ်5အဲ6 break ဆိုတော့45 6ကိုသွားမယ်6 break ဆိုတော့40 6ကိုသွားမယ်6 break ဆိုတော့42 6ကိုသွားမယ်6 break ဆိုတော့6တော့6ကိုသွားမယ်4 break ဆိုတော့6 8 6ကိုသွားမယ်6 break ဆိုတော့60ပေါ့เนาะဒါဆိုရင်အောက်မှာ 36ဆိုရတဲ့အမလို့6သုံးထွက်တဲ့အာပေါ့နော်ရှစ်ရှစ်3ည6ဒီမှာ60အာပါနှင်းက8က3ခွန်ပေါ့နော်အဲ့တော့အာနှစ်ချိန်ထွက်ပါတယ်နော်ဒါဆိုဆက်သွားရအောင်ဒီခါဒီမှာငါးခွန်နှလုံးပေါင်းတော့ပေါင်းခြင်းနှစ်ပါဝါခွန်နက်ကလေးနှစ်ခွန်လေး break ကလည်းနှစ်ခွန်လေးပဲเนาะဒီကနေအောင်နှလုံးကိုပဲယူထားတာပါဒါဆိုရင် ခဏလေးထုတ်ကြည့်အောင်နော်နှစ်ကို2ပရိတ်ဆိုတော့20နှစ်ကို9ပရိတ်9ငါနှစ်ကို4ပရိတ်ဆိုတော့2ပေါ့နော်ခုံကိုသွားမယ်2ပရိတ်ခုံက90 4ပရိတ်ဆိုတော့ခုံခုံနော်အဲ့တော့4ကိုသွားမယ်2ပရိတ်ဆိုတော့4ရှစ်4ကိုသွားမယ်9ပရိတ်ဆိုတော့4 3 4ကိုသွားမယ်4ပရိတ်ဆိုတော့40ဟုတ်ပြီနော်ထပ်ကနန်းလေးနဲ့တိုက်ကြည့်မယ်ဒီမှာ40ဒီမှာ40ထည့်ထွက်တယ်နော်336 41 55 60ပေါ့เนาะဒါဆိုဒီမှာကတော့3ရက်စာ6ချိန်မှာ40တစ်ချိန်ထည့်ထွက်ထားမယ်เนาะဒါဆိုရင်နောက်တစ်ပင်သွားမယ်ဒီမှာ13ညနှလုံးပေါင်းတော့ပေါင်းခြင်း1 power 6နှက်ခတ်8 168ကီးကလည်း168 break ကလည်း168ပေါ့เนาะ1ကို3ညာ break 30 1ကို6 break 15 1ကို8 break 10 6ကို10 break 65 6ကို6 break 60 6ကို8 break 60ပေါ့เนาะ ရှစ်ကိုတစ်ပရိတ်နဲ့ရှစ်သုံးရှစ်ကို6ပရိတ်ဆိုတော့ရှစ်ရှစ်ရှစ်ကိုရှစ်ပရိတ်ဆိုတော့80ပေါ့နော်ဒါဆိုရင်ကဏ္ဍလေးတွေထွက်တဲ့ကဏ္ဍလေးတိုက်ကြည့်မယ်ရှစ်သုံးဒီမှာရှစ်သုံးတဲ့ပေါ့နော်ဒီမှာရှစ်6ပြီးတော့30 နှစ်သုံးဟုတ်ပြီနော်65ဒီမှာ65တဲ့သုံးညတဲ့ဒီမှာ30ဆိုတော့အာပေါ့နော်ခဏန်းကဒီမှာကကြတော့3ချိန်ထွက်တယ်ပေါ့နော်အဲ့တော့6ချိန်မှာ3ချိန်ထွက်တာပါလေဒါဆိုရင်လာမဲ့ပတ်တွက်ခဏန်းလေးထုတ်မယ်ဒီမှာ3တဲ့နှလုံးပေါင်းတော့ပေါင်းခြင်းလေးပါဝါကို က်ခန့်နဲ့လေးကိုနှစ်ပေါ့နော်အဲ့တော့လေးကိုနှစ်ကိုကီးနဲ့လေးကိုနှစ် break ပေါ့နော်အဲ့တော့တခါတည်းရေးပြပါမယ်နော်ဒါဒီတပတ်တော့မွေးကနန်းလေးပါလေးကိုလေး break 40လေးကိုကို break ဆိုတော့45လေးကိုနှစ် break ဆိုတော့48ပေါ့နော်အဲ့တော့ကိုကိုသွားမယ်ကိုကိုလေး break ဆိုတော့95ကိုကိုကို break ဆိုတော့90ကိုကိုနှစ် break ဆိုတဲ့အတွက်ကြောင့်ကိုသုံးပေါ့နော်အဲ့တော့ နှစ်ကိုလေးပရိတ်ဆိုတော့နှစ်နှစ်ပါနှစ်ကိုကိုပရိတ်ဆိုတော့နှစ်ခွန်ပါနှစ်ကိုနှစ်ပရိတ်ဆိုတော့20ပေါ့နော်ဒီကနေ့လေးကိုကွက်ရလာတယ်ပေါ့နော်ဒီကနေ့ကိုကွက်ကတော့နာမည်ပတ်တန်းလာတဲ့ဘိုးတော်ဘူးဒီ3ရက်ဆောင်မွေးကနန်းလေးပါနော်ကိုတို့မတော့ကြိုက်တူမစနေတဲ့မစလိုက်ပြီးတော့ကစားကြပါအားလုံးပဲနာမည်ပတ်မှာအဆင်ပြေကံကောင်းကြပါစေလို့ဆုတောင်းလိုက်ပါတယ်နော်အားလုံးပဲကျေးဇူးတင်ပါတယ်